မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အောက်တိုဘာလ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်မှာမတင်းမှုဖြစ်ပွားခဲ့ပြီးတော့ရက်ကွက်အုပ်ချုပ်ရေးမှုကရောဂျေးပင်အမှုဂျေးအေးပြီးတော့တရက်ခန့်ကိုကယ်ထုတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြောက်ကလာပါအမှတ်နဲ့ရက်ကွက်သူ့ဓမ္မလေးလမ်းမှာနေထိုင်တဲ့ကြောစွာဆိုတဲ့သူကမြောက်ကလာပါတရက်ကွက်ကအမျိုးသမီးတအုပ်ကိုမတင်းမှုကျူးလွန်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့တပ်ဆိုင်ရာကိုတိုင်ကြားတဲ့အတွက် တရက်ခန့်ကြောစွာကိုအမှုဖွဲ့ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီခါမှာအမတ်နှစ်ရက်ကွာအုပ်ချုပ်ရင်းမှုထွန်းထွန်းဦးကမရေမှုကိုရောချေးပေးပြီးတော့ကြေအေးရန်ကျွလွန်ခံရတဲ့သူများကိုဖိအားပေးပြီးတော့ချိန်ချောက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ရောချေးပေးခဲ့ပြီးအမှုကိုပိတ်သိမ်းကတရက်ခန့်ကြောစွာကိုအမတ်ခန့်နဲ့ကဲထုတ်ပေးခဲ့တယ်လို့သိရပါတယ်။မရင်းတရခန့်ကြောစွာနဲ့နှစ်ရက်ကအုတ်ကြီးကတောက်ဖို့တောက်ဖက်နေအပေါင်းအသင်းနေပေါ့အဲ့ဒီတော့အုတ်ကြီးထွန်းထွန်းဦးကကျွလွန်ခံရတဲ့မိသားစုကိုဖိအားပေးချင်းချောက်ပြီးတော့ရော်ကျေးယူခိုင်းတယ် ီးတော့အမှုကိုပိတ်ဖို့လုပ်ပြီးတရခန့်ကြောစွာကိုအာမခန့်နဲ့ထုတ်သွားတယ်။အုတ်ကြီးနဲ့လူမိုက်တွေကအဲ့ဒီလိုထင်ရဆိုင်နေတော့ပြည်သူတွေကကူရမဲ့ကဲရမဲ့ပါပဲလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။ယောက်ကလာပါနှစ်ရက်กว่าအုတ်ချုပ်ရေးမှုယုံကအုတ်ချုပ်ရေးမှုထွန်းထွန်းဦးဟာစစ်တပ်အတွက်အဓိကအလုပ်လုပ်ပေးနေတဲ့သူဖြစ်ပြီးတော့စစ်ကောင်စီအတွက်စစ်သားစုဆောင်ရမှာလဲအလွန်တက်ကြွစွာဆောင်ရွက်တဲ့အတွက် စစ်တပ်ရဲ့မျက်နှာသာပေးမှုကိုရထားသူဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်စစ်တပ်ရဲ့ကြောထောင်နောက်ခံပေးမှုနဲ့ပြည်သူများအပေါ်မှာအနိုင်ကျင့်ဆုံးသွမ်းနေတဲ့သူလည်းဖြစ်တယ်လို့သိရပါတယ်။အုတ်ကြီးထွန်းတော်ဦးနဲ့လူမိုက်မဲလုံးတို့အဖွဲ့ဟာပြည်သူများကိုစစ်မှုထမ်းရန်အတရားဓမ္မစုဆောင်းခြင်းများလှုပ်ဆောင်နေတဲ့အပြင်ပြည်သူများကိုအစမတန်ငွေကြေးများတောင်းခံခြင်းလူငယ်များကိုရိုက်နှက်ပြီးတော့အနိုင်ကျင့်ခြင်းများကိုလည်းကျူးလွန်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အကြံဖတ်စစ်ကောင်စီကလာရှိုးမျိုးနဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ရန်စစ်ရေးပြင်ဆင်နေပြီးတော့များမကြာမီမှာထိုးစစ်စတင်တော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်စက်တမလာတရနေ့ကနေစတင်ပြီးတော့အကျန်းဖတ်မင်းအွန်လိုင်းဥဆောင်တဲ့ရန်တိုင်းမင်းစစ်စင်ရေးအရာရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာပထမဆုံးပြန်လည်တင်းယူနိုင်ရန်ညွှန်ကြားခံရတဲ့နေမြေဟာလာရှုံမျိုးနဲ့ရမခတိုင်းစစ်ဌာနချုပ်တို့ဖြစ်တယ်လို့သိရပါဗျ။ လာရှိုးနဲ့အရှိန်မြောက်တိုင်းစစ်ဌာနချုပ်ကိုပြန်လည်သိမ့်ပိုက်ရန်တို့စေယုံကနေပြီးတော့ညွန်ချားချက်များစွာထွက်ရှိလာနေတယ်လို့သိရပါဗျ။လက်တလုံးတန့်ရန်နဲ့ မိုင်းရဲ့မျိုးများဘက်မှာစစ်ကောင်စီကစစ်ရင်အားတွေဖြည့်တင်းနေတယ်လို့ရာရှုံမျိုးကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်တဲ့အချိန်မှာစစ်ကူနဲ့ထောက်ပုံများပေးပို့နိုင်မယ်အ мян ဆုံးနဲ့အလွယ်ကူဆုံးလမ်းကြောင်းများကိုလည်းရှာဖွေကလုံခြုံရေးတိစောက်ခိုင်းနေတယ်လို့သိရပါတယ်ရာရှုံက MNDA ရဲ့နေရာမဟုတ်ဘူးဘလုံးမှလည်းမတက်ဆိုင်ဘူးအဲ့ဒါကြောင့်ပြန်လည်သိမ်းယူရမယ်ဆိုတဲ့တက်ချုပ်ရဲ့ညွှန်ကြားချက်လည်းထွက်ရှိလာပါတယ်စစ်ရင်အားဖြည့်တင်းဖို့အတွက်နယ်မြေတွေအလိုက်ပို့ရမယ်အင်အားစင်းရင်တွေလည်းထွက်နေပါပြီ အရေးကြီးဆုံးကစိတ်ကူနဲ့ထောက်ဖို့အမြန်ဆုံးပြဖို့နိုင်တဲ့လမ်းကြောင်းတွေကိုရှာဖွေစဉ်းစားထားဖို့လမ်းကြောင်းတွေကိုမပြတ်သွားအောင်လုံခြုံရေးစီမံထားဖို့လည်းပါတယ်။စင့်အားမှာပြည်သူစစ်မှုထမ်းတင်တန်းစင်းပြည်သူစစ်နဲ့လက်ယုံတက်တိုက်ခိုက်ရေးတက်ကအင်အားတွေကိုထုံထုပ်ပြဖို့အတွက်ရှိတယ်လို့သိရပါတယ်။လားရှိုးကိုတိုက်ခိုက်ရင်စစ်စင်ရေးမှာလေကြောင်းနဲ့မြေပြင်ထိုးစစ်ဟန်ချက်ညီညီတိုက်ခိုက်မယ်ညွန်ကြားချက်တွေလည်းရှိတယ်လို့သိရပါတယ်။ ညွှန်ကြားချက်တွေအရတော့ဒီနေ့မကုန်ခင်လာရှိုးကိုပြန်သိမ်းနိုင်မယ့်အခြေအနေလို့ပြောလို့ရတယ်လို့နေပြည်တော်စီရေးသတင်းရင်းမြစ်ကရှင်းပြထားပါရယ်လာရှိုးနဲ့ရမခါကိုပြန်လည်တိုက်ခတ်သိမ်းပိုက်မယ့်စစ်စင်ရေးမှာမင်းအောင်လိုင်းကိုတိုင်ဦးစီးဦးဆောင်ပြုလုပ်ရရှိရအမှန်တကယ်မြေပြင်မှာထိုးစစ်များစတင်တဲ့အချိန်စစ်ကူနဲ့ထောက်ပို့အင်အားကိုရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းကနေပြီးတော့အ мян ဆုံးနဲ့အလွယ်ကူဆုံးအဓိကထောက်ပို့ရန်စီစဉ်ထားတယ်လို့သိရပါရယ် တခြားစစ်ဘက်တရင်ရင်းမြစ်တခုကလည်းအခုအော်တိုဘာလအတွင်းမှာပြည်သူစစ်မှုထမ်းအပတ်စဉ်၄တင်နန်းစင်းရန်ရှိပြီးတော့အဲ့ဒီတင်နန်းစင်းနဲ့စင်းရင်အားအများစုဟာလာရှုမျိုးနဲ့ရမခါကိုပြန်လဲတင်းယူရေးစစ်စင်ရေးမှာအများစုပါဝင်ရန်ရှိနေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းပြည်မြို့ကရင်900ဆေးရုံကြီးမှာဆေးရုံစောင့်တဲ့အမျိုးသားတချို့ကိုစစ်ကောင်စီကဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးမှုများဖြစ်ပွားခဲ့ပြီးတော့လူငယ်တအူးစစ်သားတွေဖြစ်နေစုဆောင်းခံခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ စက်တင်ဘာလ30ရက်နေ့ည7:45မိနစ်အချိန်မှာပြည်မြို့ကရင်900ဆေးရုံကြီးရဲ့ကူးစက်ယောဂါအဆောင်မှာတက်ရောက်ပြီးတော့ကုသနေတဲ့လူနာလာဆောင်တဲ့အမျိုးသားနှစ်ဦးကိုစစ်တပ်ကဝင်ရောက်ပြီးတော့ဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးခံရတဲ့သူနှစ်ဦးတည်းကအမျိုးသားတစ်ဦးဟာစစ်မှုထမ်းရမယ့်အသက်ကျော်လွန်နေတဲ့အတွက်ပြန်လဲလွတ်မြောက်လာခဲ့တော့လေကြံခဲ့တဲ့အမျိုးသားတဦးကတော့အသက်35နှစ်အောက်ဖြစ်တဲ့အတွက်စစ်မှုထမ်းရအတွက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါဗျ။ညာပိုင်းလူနာဆောင်နေတဲ့အမျိုးသားနှစ်ဦးကိုစစ်တပ်ကဝန်ဖမ်းတာ စေးရုံဝင်တဲ့အထိကိုဝင်ဖမ်းတာပါအမျိုးသား၅ဦးမှာတအူးကအသက်ကျော်နေလို့ဆိုပြီးတော့ပြန်လွတ်ပေးတယ်ကျန်တဲ့အမျိုးသားတအူးကတော့အသက်35နှစ်အောင်မလို့စစ်မှုထမ်းဖို့အခေါ်ခံရပါတယ်တပ်ဘက်ကလည်းအဲ့ဒီမိသားစုစီကိုစစ်မှုထမ်းဖို့ခေါ်သွားတဲ့ဆိုပြီးတော့အကြောင်းကြားလာတယ်လို့ပြောတယ်လို့မြန်မြန်ကြုံတွေ့ခဲ့ရတဲ့သူတအူးကပြောဆိုခဲ့ပါတယ်လက်ရှိအော်တိုဘာလာဇန်းပိုင်းမှာစတင်မယ်စစ်မှုထမ်းအပတ်စဉ်6အတွက်ပြည်မြို့နယ်အတွင်းမှာပေါ်တာဆွဲဖမ်းဆီးမှုများတောက်လျှောက်ဆိုးသလိုဖြစ်ပွားလျက်ရှိပြီးတော့အထူးသဖြင့်ညပိုင်းအချိန်များမှာ အစင်းစည်ရင်နဲ့ဖန်းစီခါရတဲ့လူငယ်အေးအတွက်ပုံပုံများပြားနေကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မုံပြည်နယ်ဘီးလင်းမြို့နယ်မှာ အော်တိုဘာလ3ရက်နေ့တရက်ထဲမှာလမ်းသွားလမ်းလာတွေအပါအဝင်ဒေသခံ30နီးပါးအဖမ်းခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီနဲ့နေကြဆောင်တက် BGF ပူးပေါင်းတပ်ဖွဲ့တွေဟာအဲ့ဒီနေ့ကဘီလင်းမြို့ဗိုဒေဇရက်ကွက်အနီးဘီလင်းနယ်ကြီးလမ်းပိုင်းလုံခြုံရေးဂိတ်မှာပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေလုံဆောင်ခဲ့တယ်လို့သိရပါတယ်။ပိတ်ဆို့ရှာဖွေစစ်ဆေးနေတဲ့အချိန်ဘကိုတိုင်းရွှေချင်းမြို့နယ်ကနေပြီးတော့ဘီလင်းမြို့နယ်နယ်ကြီးဘက်အချမ်းကိုရွှေတူးဖို့လာတဲ့လုံသားတွေဖြစ်တဲ့အမျိုးသမီးနှောက်ဦးနဲ့အမျိုးသားအယောက်20ကျော်ကိုဖမ်းဆီး းခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့ဆိုင်ကယ်နှစီးနဲ့လာတဲ့လူငယ်၄ဦးကိုလည်းပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF တွေဖြစ်နိုင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ထမှန်ပြီးတော့ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်ဖမ်းဆီးခံရတဲ့သူတွေထဲမှာရွှေရွှဲလုံသားတွေကိုအော်တိုဘာလ၄ရက်နေ့မနက်မှာပြန်လွတ်ပေးခဲ့ပေမဲ့လူငယ်၄ဦးကိုတော့ဆက်လက်ပြီးတော့ဖမ်းဆီးထားတယ်လို့သိရပါတယ်ဖမ်းဆီးခံထားရတဲ့လူငယ်၄ဦးကိုဘီလင်းအခြေဆိုင်စစ်ကောင်စီရဲ့ အမတ်ရှိချိန်လင်းတိုက်ရင်မှစစ်စင်းမင်းများနာတွေကိုလှုပ်ဆောင်နေပြီးတော့လက်ရှိအချိန်ထိကိုပြန်မလွတ်ပေးသေးဘူးလို့သိရပါတယ်။စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့အော်တိုဘာလ2ရက်နေ့ဘီးလင်းမြို့တောင်စုံအချင်းစခန်းကိုတော်လိုင်းအင်အားစုအဖွဲ့တွေလာရောက်တိုက်ခိုက်ခံရတဲ့အတွက်ဒေသတွင်းလုံခြုံရေးတိုးမြင့်ပြီးတော့ပိတ်ဆို့စစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPP ရဲ့အော်တိုဘာလ4ရက်နေ့ထုတ်အစီရင်ခံစာအရ 我那天呢，刚来沃尔玛，那人家的沃尔玛牌子扛得多，那堂客呢，他我也坐的稀烂，叫，真也是怪累，怎么样？ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြုံနယ်မှာစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်အသက်တနှစ်ခွဲအရွယ်ကလေးငယ်နဲ့အဖွားအုပ်တူတေဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ၄ရက်နေ့ညနေ6:00နာရီအချိန်မှာမကွေးတိုင်းပေါ့မြုံနယ်ပေါ့မြုံအနီးမှာတပ်ဆွဲထားတဲ့စစ်တပ်က120မမလက်နက်ကြီးနဲ့ကြေးရွာများကိုဥတီပြီးတော့ပစ်ခတ်ရာခင်းရှေတောင်ကြေးရွာအတွင်းကိုကြက်ရောက်ပောက်ခွဲပြီးအသက်တနှစ်ခွဲအရွယ် မောင်ချစ်စွမ်းထန်နဲ့အသက်60တနှစ်အရွယ်ဒေါ်တောင်းတင်တို့တိတ်ဆုံးခဲ့တယ်လို့သိရပါဗျ။စစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်အသက်63နှစ်အရွယ်ဥတာဝအသက်25နှစ်အရွယ်မဆန်းလေးအောင်တို့လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ပြည်သူနှောက်ဦးတိတ်ဆုံးပြီးတော့ပြည်သူနှောက်ဦးဒဏ်ရာရရှိကနေအိမ်များလည်းပျက်စီးခဲ့ရကြောင်းသိရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အထွတ် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။